ဟုတ်ပြဘိုးမွေးနေ့မှာဆံမတမ်းမြောင်းဘာလေးပြောနေတာလေးရှိလဲဗျာဘာမှရှိပါဘူးကသူ့ဘာရင်တွေကိုပုံပုံတူးပေးမွေးနေ့ကိုတူးပေးဆိုတော့ဘုံကအခုရတက်ပံလူတော့လေစလူတော့တော့မရှိဘူးစရှိတော့ကဟိုတသိန်း၈တောင်းထင်တယ်ကိုကိုသေးတော့တဲတဲနဲ့ကိုရမင်းကဘယ်လောက်ဒကာကြီးဥက္ကမကြီးဘယ်လောက်ကြလဲဆို၅သိန်းနဲ့၅သိန်းဆိုတော့ကိုလည်း၅သိန်းတွဲပေးလိုက်တယ်ပေါ့ကိုလိုတော့ဘာမှမဖြစ်ပါဘူး နောင်ဖွဲ့ခင်းတယ်ပေါ့ဆံမဥဆောင်နေတာလုပ်တယ်ဆံမဆောင်ရွက်နေတဲ့သူကရုပ်ကိုကိုလည်းရောက်ဘူးနေတာကိုကိုလည်းရောက်ဘူးကိုခတိုင်းတော့ပုံမှန်ကိုယ်တိုင်သွားလို့လေသူကကိုလည်းမအားတာနဲ့ဝင်ပဲပြုတ်လိုက်တာပေါ့အဲ့ဒီအားလေးလာပြီးဆံမဘုံမမလာနိုင်လို့ဆိုကိုပြုတ်မှန်းလာတယ်လာပေါ့ဆံမလည်းနေကလေးတည်းရောက်ကိုဘလို့လေးချိုးလို့လာတယ်ဘုံဘုံကြွတော့ကတော့ကလေးတွေကရာကြော်တယ်ဟုတ်တရားကြော်တယ်အမဖုံဖုံကိုကတော့ကြတယ်ဖုံဖုံစီကနေပြီးတော့ဟောရတာခံတယ် ကလေးတွေကလည်းဖះရှစ်ခိုးတာတို့ဟိုအမြဝေတာတို့ဝါတို့ပေါ့နော်ဘာသာတရားနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်တယ်ဖုံဖုံစီကတရားနာတယ်အဲ့ဒါဖုံဖုံကလည်းကလေးတွေကိုကြည့်ပြီးတော့ဂယုနာဖြစ်ပြီးတော့နောက်ကျွန်တော်တို့လောက်တာဆိုတဲ့အခါကျတော့ဖုံဖုံကဖုံဖုံရဲ့မွေးနေ့မင်း22ရက်နေ့တိုင်းရသက်ပံတနေ့တာအလူလူတာပေါ့အဲ့တသိန်း7သောင်း2သိန်းရနေ2သိန်းခွဲ3သိန်း4သိန်းအခု5သိန်းအထိပေါ့အခုချိန်ကျတော့ဈေးရတက်နေတာလေအဲ့ဒါဖုံဖုံရဲ့အလူပဲပေါ့ကလေးတွေဘာကျွေးတင်လဲအဲ့ကလေးတွေကိုကျွန်တော်မနဲ့စောယူစား မနေ့ဆော်ကြီးစာတွေ့တယ်ပြီးတော့ဟိုနေကင်းစာပေါ့လန့်စ်ပေါ့နေကင်းစာတွေ့တယ်နောက်တစ်ခါနေ့လယ်2နာရီမှအစာပြေတွေ့တယ်နောက်တစ်ခါညနေ9နာရီမှညနေစာတွေ့တယ်ပြီးတော့ည8နာရီမှဟိုညဘက်ပေါ့ကလေးတွေဆေးတောက်ပါညပေါ့ညဘက်အစာပြေတွေ့တယ်ဆိုတော့9နာပေါ့9နာ9နာညဘက်တွေ့တဲ့အခါကျတော့လေကလေးတွေကကိုခန့်အားရော့တဲ့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ overdin လို့လို့ နော်နောက်ဘစ်ကစ်ဆိုလဲကောင်းတာလေးတွေပေါ့အားရှိတာလေးတွေကျွေးရတာပေါ့ညာဘက်ဆေးတောက်တဲ့အချိန်ပေါ့နော်ဆိုတော့မနေ့စောစောဆိုလဲဒီလိုပဲအခုနေခါကဟိုပါကုံစင်းနှုံးမြားလဲကြီးရဲ့ခါကြတော့လေဒီတွေကလဲတက်တာပေါ့ကျွေးရတာလေဟုတ်ဆင်မအာဘာလို့ဆီယမနှုံးမြားစည်းတိုင်းမှာဘလို့တောင်းတန်းတောင်းလဲဘောဘောကဘလို့တောင်းနေလားအမှုပညာစည်းစားရိပ်ရလို့ဖြစ်လာတာလေအမှန်တော့ဒီနေရာကဒုက္ခရိပ်မျိုးလည်းဖြစ်နိုင်တယ်။ဟုတ်စည်းစားရိပ်လည်းဖြစ်နိုင်တယ် ဘုံဘုံကကျွန်တော်တို့ဒီမြေကိုစွန့်လာလှူထားတာကြားလားရှိပြီကြားလားရှိပြီဆိုလွန်ခဲ့တော့အနည်း20တောင်เนาะအနည်း20လောက်ကမကတော့ဘူးအဲ့ဒီအချိန်မှာဘုံဘုံကဗမာပြည်ကိုခဏပြန်လာတာဟိုမှာပညာသင်နေတဲ့အချိန်ဟောအလုံးကပဲရှိနေတာဟုတ်တယ်ပညာသင်နေတဲ့အချိန်မှာဘုံဘုံဒကမတူးစီမှာဘုံဘုံဆုံးကတ်တော့မမီမီဆိုတာပေါ့အခုကျွန်မတို့အဖွဲ့ထဲပါတယ်အဲ့တော့မမီမီကကောင်းတော့လေးမှာအဲ့တော့မမီမီကနေဘုံဘုံနဲ့ကျွန်တော်နဲ့ကိုဆုံပေးတာဘုံဘုံကကျွန်တော်မသိဘူး မမီမီရနေပြီးပရာဟိတလုံနေတာဘာညာဆိုဖုံဖုံကဘလောက်တောင်လုံနေလဲဆိုတာမသိဘူးယုံကြည်မှုနဲ့ပေါ့ယုံကြည်မှုနဲ့ဖုံဖုံမှဒီမှာမြေကြီးရှိတယ်ကြိုက်တဲ့လောက်ယူအဲ့ဒီမှာသွားကြည့်ပြီးတော့အဲ့ဒါပရာဟိတလုံလုံမယ်ဆိုအဲ့မြေကြီးပေါ်မှာလုံဆိုဖုံဖုံကအဲ့ဒီကပြောထားတာဒါပေမဲ့အဲ့ဒီဥစ္စာစိစားရေးလည်းမလုံရသေးဘူးဒုက္ခရိပ်မြုံလည်းမလုံရသေးဘူးအဲ့တော့ဒုက္ခရင်းမြုံလုံးမဆိုတော့ဒီမှာလာကြည့်တယ်ကြည့်တော့ဒီနေရာဒီတော့မစီပင်သေးဘူးလေဖုံးဖုံးကလည်းမနေသေးဘူး တော်ကြီးလို့ဖြစ်နေတော့ဒုက္ခရိပ်မှမဖြစ်သွားဘူးပေါ့နောက်တစ်ခါစိစာရဲ့ကီလာနာဘောဝါရိတာလို့မှဆိုပြီးလက်ကြည့်ပြန်တော့လည်းပဲအဲ့လိုပဲပေါ့ဆေးရုံနဲ့ဝေးတာတို့ဟိုအမှုဆောင်နေနဲ့ဝေးတာတို့နောက်ပြန်တော့ဖုံဖုံကလည်းမရှိဖုံဖုံကလည်းမရှိဒီမှာလည်းတော်ကြီးဖြစ်နေတော့မလို့ဖြစ်သေးဘူးအဲ့ဒီကနေပြီးတော့မှနောက်ကြတော့ဘုံဘောကဟိုပြန်လာပြီးတော့ဒီနေရာမှာသာသနာပြုအဲ့မှာအเจ้าနေဆောက်လမ်းနေလို့အဲ့လိုအချိန်ကြတော့နေရာအစင်းသင်းဖြစ်သွားပြီ ရှင်းရှင်းပြောမှာဆိုကျွန်တော်တို့ကအစင်းသင်းမဖြစ်သေးတဲ့နေရာမှာမလုပ်ဖြစ်တာဒီမှာဖုံးဖုံးလေးရောက်လာဖုံးဖုံးကတေချာလုတဲ့ခါကျတော့ဒီနေရာတွေအစင်းသင်းဖြစ်သွားရောဖြစ်သွားတော့အမှုပညာစည်းစားရေးရလို့မဟုတ်သေးဘူးဟုတ်ဆိုင်ရဆရာမောင်ရံပိုင်ဟုတ်ဆရာမောင်ရံပိုင်ကနေကျွန်တော်ကိုဆိုင်ရဆရာကဗျာဆရာတွေအတွက်နော်ယုံကြည်မှုမေတ္တာတရားအိမ်ဆိုတော့အဲအဲ့ဒီမေတ္တာတရားအိမ်လေးလှုပ်ဖို့လို့ဆိုင်ရဆရာတွေအသက်ရကြီးရင်နေဖို့လို့ပေါ့နော်အဲ့ဒီဥစ္စာကိုအရင်လောက်တာဖုံးဖုံးကိုရှောက်ပြီးတော့ အဲ့ဒီအတွက်ကိုလောက်ကင်ပြီးတော့မှဖုံဖုံကလည်းအဲ့ဒီအချိန်မှာကျမစိတ်ကူးထားတယ်ဒီအနုပညာစည်းစာရေးဖြစ်လာတာလေတမိုင်းလေးကိုရေးကျင်တာအဖုံဖုံနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့ဒီအချိန်တော့ဖုံဖုံကဇုံကြည်မှုအနုပညာသမားများကြီးမေတ္တာတရားအိမ်ဆိုတာလဲဆောက်ဆိုဖုံဖုံကတရားဟောပေးသေးတယ်ဒီတော့မှသွားပြီးတော့အဲ့ဒီတရားဟောတာကိုဒီအတွက်တရားဟောသေးတယ် အဲ့တော့ကကျမတို့ကလည်းစုပြလောက်ကြပါဒါပေမဲ့ဘန္နာငွေကတော့အများကြီးတော့မဖြစ်သေးခင်ကွယ်လွန်သွားတာပေါ့ဆံမောင်ရမိုင်းကွယ်လွန်သွားတော့ကျမတို့မလုတ်ဖြစ်ဘူးမလုတ်ဖြစ်ဘဲနဲ့နေလိုက်တာနောက်ကြတဲ့အခါကျတော့ကိုလူမင်းတို့ကိုဖိုးချစ်တို့ကကျတော့ကိုလူမင်းတို့ကိုစင်ဝိုင်းတို့အဲ့တော့ရုပ်ရှင်သမားတွေအမှုပညာရှင်တွေပေါ့ရုပ်ရှင်နဲ့ပတ်သက်တဲ့အမှုပညာရှင်တွေအသက်ကြီးလာရင်ဟောတော့နားနေစရာနေရာကိုဖိုးချစ်ကလည်းသဘင်သမားတွေသဘင်တွေအဲ့လိုပဲရှိတော့အဲ့ဒါနဲ့ ယုံကြည်မှုမေတ္တာတရားအိမ်ကနေပြီးဘာပဲပြောပြောအမှုပညာစည်းစားရိတ်ဆိုတာပေါ့နော်အဲတပိဂိတရုပ်ရှင်သဘင်ပကြီးပပုကာတွန်းအစုပ်ပေါ့ဘသူဖြစ်ဖြစ်ဆိုပြီးတော့အဲ့ဒီအမှုပညာသမားမှိုင်ဒီနေရာမှာလာပြီးတော့အမှုပညာမော်ကွန်တိုက်တစ်ခုအနေနဲ့ပေါ့တက်ရှိမော်ကွန်တိုက်အနေနဲ့အခုအနေနဲ့ဖြစ်အောင်အဲ့ဒါအမှုပညာစည်းစားရိတ်ဖွင့်လိုက်တာအဲ့ဒါဖုံဖုံရဲ့ဂျေစုပေါ့အဲ့တော့ဆက်ဆက်ဟိုအဖြစ်တဲ့နေရာမှာဟိုအလှရှင်43ဦးကတအူးကို3100နဲ့ သိန်း၄300နဲ့ဒီ၄ဓာတ်ဆောင်ကြီးဖွင့်လိုက်တာဒီ၄ဓာတ်ဆောင်ကြီးရဲ့နောက်တစ်ခါကျတော့ရုံငန်းရဲ့နောက်နောက်ဟိုအမှုဆောင်အခန်းရဲ့အိမ်လေးနဲ့အိမ်ရဲ့ပေါ့နောက်ကျတော့ဖုံဖုံကပဲဟိုဖြစ်ကဖုံဖုံတပည့်တွေဖုံဖုံဟိုဘာတွေဆရာမတော်ကြီးတန့်တို့အကိုဖိုးချစ်တို့ကလည်းအဆောင်တွေထက်ထက်ပြီးတော့ဟိုဖြစ်တော့အဲ့လောက်စီပင်သွားတာဖုံဖုံကျေးဇူးနဲ့ပေါ့ဖုံဖုံကနိုင်ရကလားဖုံဖုံကဩဝါဒစရိယဆရာတော်ဥက္ကဋ္ဌ ဥက္ကဋ္ဌဒုဥက္ကဋ္ဌကသူ네ပဲအသေးသေးမှဒုဥက္ကဋ္ဌတွေရှိတယ်လေအရုပ်ရှင်ဆိုကျွန်တော်မသိနိုင်ဘူးလေဂီတဆိုမသိနိုင်ဘူးလေအဲဒုဥက္ကဋ္ဌတွေကရုပ်ရှင်တွေကကိုလူမြဲဂီတကကိုအယိုးတပင်ကကိုဘိုးချစ်ပေါ့ကထောင်သာလောက်တာဘိုးပြောခေါင်းအောင်နဲ့အာဆက်မှတ်တတ်ရအောင်လေဘိုးဘိုးတရားဖုံးသွားတယ်လို့လေဘိုးဘိုးကရှေ့ရလျှောက်တယ်ဆိုတော့နောက်ကတကားတွေလိုက်ပြီးလို့ပဲဘိုးဘိုးရှေ့ရသွားတယ်ဆက်မှတ်တတ်ပြီးအောင်နောက်ကလိုက်ဒီလိုမျိုးလေးဘိုးဘိုးကလိုက်ထောက်ပံ့နေရထောက်ပံ့ကူညီကြတာလားဘယ်လိုပြောလဲ ပါရမီဖြည့်ပဲလို့ကိုလေးကပြောလို့ပြောလို့ရပါတော့เนาะဘုဘတရားတဲ့ထဲဟောတယ်လို့ပေါ့သူတစ်ပါးကိုဖြည့်ပေးတာပါရမီကြီးသူတစ်ပါးရဲ့ဆန္ဒကိုပြအောင်လုပ်ပြတာပါရမီကိုဒါကလေ तू ကလိုနေတဲ့ချိန်ပုံမှန်သွားဖြည့်တယ်ပုံမှန်လိုတဲ့ချိန်ဆံမလာဖြည့်ပေးတယ်အဲ့ဒီလိုနဲ့ပုံမှန်လိုကပေါ့เนาะဒီအောင်မြင်မှုတစ်ခုဆိုတာစေတနာအရေးပြုပြီးတော့တော်တော့လာတာကိုသူအဲ့ဒီချိန်တုန်းကလုံးကတည်းက20လောက်ကဟောဆိုင်ချာမှာတမ်းမြောက်ဆိုဘူးမှမသိဘူးဘူးမသိဘူးဟမ်မသိဘူးမသိဘူး တမ်းမြအောင်ဆိုတာဘယ်သူလဲဖူလာမဲ့လာလဲမသိတမ်းမြအောင်ဆိုတာအလုံးနေလဲလို့မေးရင်ဘာမှလည်းမသိဘူးဒါပေမဲ့လို့လူတယောက်ရဲ့အရေးချင်းကဘာလဲကိုသိခါမလဲဆရာမလှုပ်တာလှုပ်ခဲ့တယ်သူလှုပ်ခဲ့တဲ့မြားလှုပ်ခဲ့ရဒီနေ့ထိပရိဒသမိုင်းတို့တခြားအရာကြည့်ရင်ဒေါ်တမ်းမြအောင်လှုပ်ခဲ့လို့အမှားပဲဘာလဲထောက်ပြရမရှိဘူးဒေါ်တမ်းမြအောင်လှုပ်ခဲ့လို့မှားသွားတဲ့ကိုလာဆိုတာဘာမှမရှိတော့ဘူးအလေးစားဆုံးပြဌာနဆိုင်ကလှုပ်ခဲ့တယ်ဒေါ်တမ်းမြအောင်စီခိုးရောက်တာမရှိခဲ့ဘူးလေ တော့ဒေါ်သမီးအောင်ဌာနဆိုင်ရာလုတ်ခဲ့တဲ့လမ်းစားခဲ့တယ်ဆိုတာမရှိဘူးလေဒါအဲ့ဒါပါလေကိုချင်းတီလာလေကိုချင်းတီလာကောင်းနေရင်သမုတ်လို့ရဲ့လုံဆောင်ရင်ကောင်းပါပဲကိုချင်းတီလာပြည့်ရင်သမုတ်လို့လုံဆောင်ရင်ဟာပြတ်မှာပဲလူတွေဆိုတာဘာကြောင့်မပေါင်းတာလဲလို့မေးဂုံကြည့်ပေါင်းရတယ်ဂုံကြည့်ပြီးလုံလုံတာကိုဒီနေ့ဒေါ်သမီးအောင်ကရင်တော့သွားသေးတယ်နာမည်မသိသေးရဘူးအဲ့ဒါပါလေအလုံလုံချင်းတယ်ဘာလုံးလုံးပေါင်းတာအတွက်လုံသွားတာကိုလူသားတွေအတွက် ကောင်းတာလုံသွားတယ်လူသားတွေအတွက်ကောင်းတာပေါ်ထုတ်သွားလို့ပြုသမိုင်းကမသေးတာလေ အဲ့ဒါကြောင့်မို့ဘူရာသေးသွားတယ်တမိုင်းမသေးခြင်းတော့ကိုကြီးတီလာနဲ့ထိန်းကြပေါ့ကိုကြီးတီလာနဲ့အလုံးလုံးကြပေါ့အဲ့ဒါဆိုရင်တော့ဘူရာသေးမယ်တမိုင်းမသေးတာအလုံးလုံးချင်းပါပါ